ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာအခုလို့တိုးတက်နေတဲ့ AI ခက်ကြီးမှာဓာတ်ပုံတပုံကနေစကားပြောတဲ့ဗီဒီယိုတစ်ခုဖြစ်အောင် AI နဲ့ဘယ်လိုဖန်တီးရမယ်ဆိုတာကိုပြောပြပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်ပထမဆုံးအနေနဲ့ကျွန်တော်ခုဝိုင်းပြထားတဲ့ DID Studio ဆိုတဲ့ software ကိုကျွန်တော်တို့ Play Store ကနေပြီးတော့မှ download ဆက်ပြီးတော့ install ပြုလုပ်ပေးထားရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ install ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီ software တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ login ဆိုတာကိုကျွန်တော်တို့ဝင်ပေးရပါမယ် โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့က Gmail နဲ့ကျွန်တော်တို့ register ပြုလုပ်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ Coordinate with Google ဆိုတာကိုကျွန်တော်တို့ရွေးပေးလိုက်ပါโอเคခုလိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ create ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ create a video ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဓာတ်ပုံတစ်ပုံကနေ video ဖြစ်အောင်ကျွန်တော်ဖန်တီးมาဖြစ်တဲ့အတွက် create a video ကိုကျွန်တော်တို့နှိပ်ပေးရပါမယ် ခုလိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဖြူခွက်ကြီးနေရာကိုနှိပ်နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီအဖြူခွက်နေရာမှာကျွန်တော်တို့ဓာတ်ပုံထဲဖို့အတွက်အဲ့ဒီအဖြူခွက်ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်အခုလိုမျိုးပေါ်တော့သူထရေပေါ်ပေါ်လာတယ်ကျွန်တော်တို့ပုံလေးကိုလည်းကျွန်တော်တို့ဒီပေါ် ready အသုံးပြုလို့ရတယ်အဲ့ဒီပုံလေးကိုကျွန်တော်တို့ကမသုံးကျင်ဘူးကျွန်တော်တို့ရဲ့ဒီ gallery ရဲ့ကပုံလေးကိုပဲကျွန်တော်တို့သုံးကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါင်းလက္ခဏာနဲ့ create ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay အဲဒါဆိုရင်တော့ဒီနေရာကိုရောက်သွားပြီပေါ့နော်ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံထဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ upload a photo ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ် โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ select photo ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒါဆိုရင်တော့ဒီနေရာကိုရောက်သွားပြီပေါ့เนาะအဲဒါကျွန်တော်တို့ရဲ့ gallery တွေကိုရောက်သွားတာပဲဖြစ်ပါတယ်အဲ့ gallery တွေကကျွန်တော်တို့ဒီပေါ့เนาะအဲစကားပြောစေချင်တဲ့ပုံတပုံကိုရွေးပေးလိုက်ပါ โอเคဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒီပုံထည့်တဲ့နေရာမှာတော့ကျွန်တော်တို့ပေါ့နော်ဒီပေါ့နော်ဒီမျက်နှာတက်တဲ့ပုံဖြစ်နေတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘေးတစောင်းဖြစ်နေတဲ့ပုံတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒီစကားပြောတာတွေပါတွေကအဲ့လိုမျိုးသိပ်ပြီးအရင်အစပြေးတာဖြစ်မှာဆိုလို့ဒီလိုမျိုးတက်တဲ့မှမဖြစ်တဲ့ပုံတစ်ခုကိုထည့်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောနော်အဒီပြောမဲ့စကားဘောနော်ပြောမဲ့စကားကိုကျွန်တော်တို့စာသားရိုက်ထည့်ပေးရမှာဖြစ်တဲ့အတွက် @you sacred here ဆိုတာကိုကျွန်တော်တို့ရွေးပေးလိုက်ပါ โอเคအဲဒါဆိုလို့ရှိရင်ဒီတော့စာထည့်ရမယ့်နေရာကိုရောက်ပြီเนาะအဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီတက်ပုံကနေမိမိဒီပြောစေခြင်းနဲ့အဲဒီစကားကိုကျွန်တော်တို့ထည့်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီမှာပေါ့เนาะကျွန်တော်အားလုံးဝမင်္ဂလာပါဒီပုံကျွန်တော်ရဲ့ channel ကကျွန်တော်ကြိုဆိုပါတယ်ဆိုပြီးကျွန်တော်ရေးထားတာပဲဖြစ်ပါတယ်အဲဒီနေရာမှာမိတ်ဆွေတို့ကမိတ်ဆွေတို့ပြောစေခြင်းနဲ့ဒီစကားလုံးကိုဒီစာနေရာမှာရေးပေးလို့ရပါတယ်အဲ့လိုမျိုးရေးပေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ညာဘက်အပေါ်တောင်ကအမှန်ကြေးလေးကိုနှိပ်ပေးလိုက်ပါ โอเคဒီနေ့အောင်ရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်အဒီဘာသာစကားရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကမြန်မာဘာသာစကားဘာသာကိုပြောစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အဒီ voice ဆိုတာကိုကျွန်တော်တို့ရွေးပေးလိုက်ပါဒီနေ့အောင်ရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အင်္ဂလိပ် United States ဆိုပြီးဖြစ်နေရပေါ့နော်အဲအဲ့ဒီနေရာမှာကျွန်တော်တို့ကအင်္ဂလိပ်ဘာသာစကားကိုပြောစေချင်တာမဟုတ်ဘူးမြန်မာဘာသာကိုပြောစေချင်တာဖြစ်တဲ့အတွက်အဲ့ဒီနေရာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ Burmese မြန်မာဆိုတာကိုကျွန်တော်တို့ရွေးပေးရမှာပဲဖြစ်ပါတယ်โอเคဒီနေ့ရောက်သွားပြီဆိုလို့ရှင်เนาะ voice နေရာမှာ nila ဆိုလို့ရှင်เนาะကျွန်တော်တို့အဒီပေါ့เนาะအဒီ main clay အတန်နဲ့ပြောမှာဖြစ်ပါတယ် အဒီနေရာမှာယောက်ျားလေးအတန်နဲ့ပြည့်ရှင်လဲဆိုလို့ကျွန်တော်ကျွန်တော်တီဟဆိုတာကိုကျွန်တော်တို့ရွေးပေးရမှာပဲဖြစ်ပါတယ်။ Okay အဲအဲ့လိုမျိုးကျွန်တော်တို့တခုကိုရွေးပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့အဲ့ဒီပုံရဲ့ကျွန်တော်နောက်က background color ကိုအရောင်ကိုကျွန်တော်ထည့်မယ်ပေါ့နော်အဲထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အောက်ကကျွန်တော်ဝိုင်းပြထားတဲ့ background ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ။ Okay အဲ့လိုမျိုးဒီနှိပ်ပြီးသွားပြီဆိုလို့ကျွန်တော်တို့အဲ့ဒီပုံရဲ့နောက်က color ကဘာအောင်ဖြစ်ရှင်လာလဲပေါ့နော်အဖြူလားဒါမှမဟုတ်အနီလားကျွန်တော်အစိမ်းလားပေါ့နော်အဝါလားကြိုက်တာကျွန်တော်ရွေးပြီးတော့မှကျွန်တော်တို့ဒီညာဘက်ဝိုင်းပြထားတဲ့အဝါအမှန်ချက်ပုံစံလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ။ โอเคအဲခုလိုမျိုးကျွန်တော်တို့အားလုံးကျွန်တော်ရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အပေါ်ညာဘက်အပေါ်တောင်းကကျွန်တော်တို့နှိပ်ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ် โอเคအဲခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က generate ပေါ့เนาะအောက်မှာကျွန်တော် wipe ပြထားတယ် generate 1 credit ပေါ့เนาะအဲကျွန်တော်တို့ကဒီ Google account ခုကိုဒီပေါ့เนาะအဲဒီဘယ်နှစ်ခုပဲဘယ်ဘူရီယိုဘယ်နှစ်ခုပဲလုတ်ခွင့်ရှိမယ်ဆိုတာမျိုးပေါ့เนาะအဲအဲ့လိုမျိုးကျွန်တော်တို့ကရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့အဲ့ထဲကလာနေပြီးတော့မှကျွန်တော်တို့1 credit ဆိုပြီးတော့သူကဖြတ်သွားမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ Gmail နောက်တစ်တခုနဲ့ဆက်ပြီးတော့ Fundy မှာရပါမယ်အဲ့လိုမျိုးအားလုံးကိုယ့်ဘက်က ready ဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ generate ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคအဒီနေရာရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဗောနော်ဒီ for fan ဆိုတဲ့ဟာဗောနော်အဲ့ဒါကိုယူပေးလိုက်ပါအဲကြိုက်တဲ့ဟာကိုတော့ကျွန်တော်ယူလို့ရပါတယ်ကျွန်တော်ကတော့ပေါ်က for fan ဆိုတာကိုယူပြီးတော့မှကျွန်တော်အဲအဲ့ဒါကိုပဲကျွန်တော်ယူပေးလိုက်ပါတယ် โอเคရွေးပြီးသွားတခုလိုမျိုးရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ပေါ့เนาะဒီစကားပြောတယ်ကျွန်တော်တို့အစောစာရေးထားတယ်ဒီဟိုစကားကိုပြောနေတဲ့ဗီဒီယိုတခုကိုကျွန်တော်ရယူပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဟာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့မှကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုဖိုင်တခုကိုကျွန်တော်တို့ကြည့်လို့ရပြီပေါ့เนาะအဲ့ဒါကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဒီမှာပေါ့เนาะဒါဆိုရင်ဗီဒီယိုကဖိုင်တခုကျွန်တော်တို့ရပြီရယူပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ကအပြင်မှာတုံးကျင်တယ်ယူတုံးကျင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲ့ဗီဒီယိုကိုဒေါင်းလုဒ်ဆွဲလို့ရပါတယ်အဲ့ဒီမှာကျွန်တော်ပြထားတယ်ဒေါင်းလုဒ်ဆိုတာကိုနှိပ်ပြီးတော့မှအဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ယူလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါသည်ခင်ဗျာအခုလိုမျိုးနှိပ်ပညာနဲ့ပတ်သက်တဲ့ဗီဒီယို ီဒီယိုတွေကိုအဆက်ပြီးတော့မှတင်ပေးနေမှာပေါ့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာ